ရှင်းနေငယ်လေးလှုပ်တော့ကျကျွန်တော်တို့ရုံးပါရုံးပါကျွန်တော်ဝင်စားစားရီဖတ်နေချိန်ဖြစ်ပါတယ်အဲ့တော့စားလှုပ်တဲ့ချိန်မှာလည်းသတိချက်ချင်းသတိရတဲ့အနိုင်ကောက်ကြည့်လိုက်တော့ဆက်အနိုင်50မိနစ်ပေါ့လေမောကြည့်လိုက်ချင်းပါပြီးပြီးဖြည်းဖြည်းနဲ့ပို့လှုပ်တာတော့ပေါ့လှုပ်တာတော့ကျွန်တော်တို့လည်းလုံခြုံမှုရအောင်ဆိုစပွဲတချမ်းတော့နေရာယူထားတာပေါ့လေယူခဲ့ပါတော့တော့ညင်သွားတဲ့ခါမှာကျွန်တော်တို့ပြင်ထွက်ကြည့်တော့ကျွန်တော်ရုံးနေရတော့တိတ်တော့ဟိုပျက်စီးတိတ်မများပါဘူး တို့တော့လေ after shake တဲ့ရှိတဲ့ခါကျတော့ကျွန်တော်ရဲ့လုံခြုံရေးအဖွဲ့တွေကရုံးအဖွဲ့တွေကတော့ကျွန်တော်အပြင်မှာနေဖို့အကြံပြုတယ်တဲ့ကျွန်တော်တို့အပြင်မှာတဏ္ဍာကျော်တော့ထွက်ပြီးမတက်ရပြီကျွန်တော်နေပါသေးတယ်။နောက်ကျတော့အဲမြို့ထဲမှာတော်တော်များတယ်ဆိုတာဖြစ်တယ်ဆိုတာကျွန်တော်လမ်းသတင်းပို့ပါတယ်။အဲတော့ဟိုတောဖို့တို့တဲ့ခါကျတော့လေတောလို့မရဘူးလမ်းနေရအကုန်လုံးလမ်းနေတွန့်ခေါက်ပြီးတော့ပြက်သွားတယ်။ဆိုတော့သတင်းပို့တော့ကိစ္စမရှိဘူး။ဟိုလမ်းရတဲ့ ငလင်လှုပ်ချိန်စပွဲအောက်မှာဝင်ပုန်းခဲ့ရတယ်လို့မင်းအောင်လိုင်းဝန်ခံနေပြီးတော့မှငလင်လှုပ်ခတ်နေချိန်အာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လိုင်းတယောက်စပွဲအောက်ဝင်ရောက်ပုန်းခုခဲ့ရတယ်လို့ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ပြင်းထန်တဲ့ငလင်လှုပ်ခတ်ချိန်စစ်ကောင်းဆောင်ဟာနေပြီးတော့ကသူယုံထိုင်တဲ့နေရာမှာချက်ချင်းဆိုတယ်လို့စပွဲအောက်ကိုဝင်ရောက်အကာအကွယ်ယူခဲ့ရတယ်လို့နေပြီးတော့မှပြုလုပ်တဲ့အလှူငွေပေးအပ်ပွဲမှာထဲသွင်းပြောကြားလိုက်တာပါ။ ငလင်လုတ်ခတ်ပြီးမှလည်းစစ်ကောင်းဆောင်ဟာအပြင်ထွက်ပြီးတနာယီနီးပါးလောက်အခြေအနေကိုစောင့်ကြည့်ခဲ့ရတယ်လို့ဆိုပါရယ်စစ်ကောင်းဆောင်ရုံးဆိုင်ရာနေပြည်တော်မှာအထူးခိုက်ပျက်စီးမှုတွေများပြားခဲ့ပြီးဝင်ကြီးဌာနအဆောက်အုံတွေဝန်ထမ်းအင်အားတွေမှလည်းကြီးကြီးမားမားပျက်စီးခဲ့ရပါတယ်